င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်မြန်မာကျန်းဖက်ဆင်းဆဲအတွက်အရေးကောက်ပွဲနဲ့ရလက်ကိုကက်ကွက်အသီးမမပြုတ်ကြရင်နိုင်ငံပေါင်း183နိုင်ငံပေါင်းနဲ့နိုင်ငံတကာပါလီမန်များညီတာအကမှ CIA page ကတောင်းဆိုမြန်မာကျန်းဖက်ဆင်းဆဲအတွက်အရေးကောက်ပွဲနဲ့ရလက်ကိုကက်ကွက်အသီးမမပြုတ်ကြရင်နိုင်ငံပေါင်း183နိုင်ငံပေါင်းနဲ့နိုင်ငံတကာပါလီမန်များညီတာအကမှပြည်အောင်စုလှုပ်တော်ကိုစာပြေကော်မတီ CIA page ကတောင်းဆိုလိုက်တယ် အော်ဒီမာလာဆက်ကွေးရနေကနေ၂၀ရက်နေ့ထိမှားရကြဆစ်စလန်နိုင်ငံဇနီးပါမြို့မှာကျင်းပလျက်ရှိ152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံနဲ့ဆက်ဆက်စည်းဝေးတွေကိုပြည်သူ့လွတ်တော်ကိုစားပြုကော်မတီ CIAPH မှာဒေါက်တာဝင်းမြင့်အိနဲ့ဒေါက်တာစင်မောင်တို့ဦးဆောင်တဲ့မြန်မာလွတ်တော်ကိုယ်စားလှယ်ဖွဲ့ပါဝင်တယောက်စဉ်တို့တို့တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။မြန်မာဂျမ်ဖက်စစ်တပ်ကဆက်လက်ကျူးလွန်လုံဆောင်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေလူခွင့်ချွတ်ဖောက်မှုတွေနဲ့အကြမ်းဖက်မှုတွေရင်းလို့ရတဲ့ကြောင့်နေရာဆွန့်ခွာနေပြီး ဒုက္ခရည်နဲ့ရင်ဆိုင်နေရတဲ့ပြည်တွင်းရှင်စစ်ဘေးရှာပြည်တွင်းနဲ့တခြားနိုင်ငံများရှင်ရွှေ့ပြောင်မြန်မာပြည်တွင်းအခြေအနေနဲ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကိုဆရာဘေးကရှင်းပြခဲ့ပြီးအကြံဖတ်စရုပ်စုကကျင်းပမဲ့တရားဝင်မှုမရှိတဲ့အတူရောင်ရွေးကောက်ပွဲနဲ့ရလက်ပေါ်ကန့်ကွက်ပေးနေတဲ့အတိမပြူရေးမတရားဖန်ဆီးထိန်းသိမ်းခံနေရတဲ့နိုင်ငံတော်ကြီးကလေးရွေးကောက်ကန်လွတ်တော်ကိုယ်စားလှယ်နိုင်ငံရေးကျင်းသားလူမျိုးရေး2020ပြည်နှစ်အထွေထွေရွေးကောက်ပွဲကနေရွေးကောက်ကန်လွတ်တော်ကိုယ်စားလှယ်နဲ့ပြည်သူ့လွတ်တော်ကိုယ်စားပြည်ကော်မတီတို့ကမ္ဘာလွတ်တော်တိုင်ဝမ်က ဆက်လက်တိမှတ်ပြုရင်းလက်ရှိပြည်ပခဖြစ်ရှင်တဲ့ရင်းရှင်တည်တဲ့အဖြစ်ရှာခြင်းမှာတော်လိုင်းအင်အားစုရဲ့ဆောင်ရွက်သွားမဲ့လုပ်ငန်းစဉ်တွေပေါ်ထိရောက်တဲ့ပမုတ်ကူညီမှုတွေရရှိရတော့ကိုဒီကတာဆွေးနွေးတိုက်တွန်းကြောင်းသိရတယ်။ CIABH မှမြန်မာလွှတ်တော်ကိုယ်စားလှယ်ဖွဲ့ကအော်တိုဘားလ19ရက်နေ့အာရှပစိဘေးအောင်စုနဲ့မြို့သမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်ကိုတက်ရောက်ပြီးအော်တိုဘားလ20ရက်နေ့မှာမှုဆောင်ကောင်စီစီဝင်းညီလာခံစီဝင်းနဲ့ညီလာခံဂျန်နရယ်ဒဘိတ်အစီအစဉ်တို့ကိုတက်ရောက်ခဲ့ကမလေးရှားထိုင်းအီတလီကနေဒါ နယူးဇီလန်၊ဆွီဒင်၊အော်စတြေးလျနိုင်ငံတို့မှလှုပ်တော်ကိုယ်စားလှယ်ဖွဲ့နေတယ်လဲတည်ကြစီတွဲဆောင်ဆွေးနွေးခဲ့ကြောင်းသိရတယ်။နိုင်ငံတကာပါလီမန်များဖွဲ့မှကမ္ဘာနိုင်ငံပေါင်း183နိုင်ငံတို့မှနိုင်ငံတော်အဆင့်လှုပ်တော်ရင်းနဲ့ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံကိုယ်စားပြုဖြစ်ပြောင်းစလှုပ်တော်ကိုယ်စားပြုကော်မတီ CBH ကို IPRD ကဆွေးနွေးပတ်မိဖတ်ဖြစ်တည်မှတ်ပြုခဲ့ပြီးယနေ့ဒီတိုင်းဆက်လက်တည်မှတ်ပြုထားခြင်းဖြစ်တယ်။ဆက်လက်ပြီးကျန်းဖုံမှတဆင့်ရွေးကောက်ပွဲဝင်ကြမယ်။ညှိုးဆောင်အောင်လင်းတွဲများထုံတရားစံပါဝင်ဆွေရောက်ဖွဲ့ရင်ယာတုယထုယူထားသူများ လက်ရှိတာဝန်မှာအနာမျိုးပဲမက်ဆန်စီအောင်ရွေးကောက်ပွဲဝင်ကြမယ်။ကျန်းဖို့မှာတဆင်ရွေးကောက်ပွဲဝင်ကြမယ်။ညိုစောအောင်လင်းတွေများထုံဦးတင်အောင်ဆန်းပါဝင်ပြည်အောင်စွန်းနဲ့ပြည်နယ်တိုင်းဆွေရောက်ဖွဲ့တွေမှာယာတူရယူထားသူတွေမှာလက်ရှိတာဝန်တွေမှာအနာမျိုးပဲမက်ဆန်စီအောင်ရွေးကောက်ပွဲဝင်ကြပြီဖြစ်ကြောင်းကြက်ခိုင်ပါတီသတင်းမြစ်ကပြောတယ်။ မြောက်လိုင်းစေကိုင်းကြရာစစ်ကောင်ဖြစ်မှာစစ်တပ်နဲ့ရဖက်အရာရှင်ကြီးရဲ့ဖြစ်ကြိုင်းညိုစောအောင်လင်းတွင်မြာထုံဝင်းကြီးတောင်စံဒုတိယဗိုလ်ချုပ်ကြောင်ကံမြင့်တန်းဒုဗိုလ်ချုပ်ကြောင်တင်စားကျော်ဒုဗိုလ်ချုပ်ကြောင်တပ်ပုံဒုဗိုလ်ချုပ်ကြောင်ဖုံမြတ်ဒုဗိုလ်ချုပ်ကြောင်လင်းအောင်ဒုဗိုလ်ချုပ်ကြောင်စိုးတင်နိုင်တို့ပါဝင်ဝင်းကြီးရဲ့ဒုဝင်းကြီးပြည်내တိုင်းဝင်းကြီးချုပ်တွေကပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နဲ့ပြည်내တိုင်းလွတ်တော်တို့ကစံဖို့ပါတီကိုစားပြုပါဝင်ရှင်ပြိုင်သွားမည်ဖြစ်ကြောင်းထို့သောရှင်ပြိုင်မှာရဖက်ရာတို့တောင်ဝင်မှအားယူခြင်းမရှိဘဲရွေးကောက်ပွဲမဲဆက်စီအောင်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည် အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှုဆောင်ရာရှိကြောင်းအောင်လင်းတွင်နေပြီးတော့မျိုးသားလွတ်တော်မဲဆန္ဒနယ်မှာရှင်ပြိုင်ဖြစ်ပြီးဝင်းချင်းရောက်တောင်းယူထားတဲ့ညူစောကကိုကိုချုံပြည်သူလွတ်တော်မဲဆန္ဒနယ်မှာ၎င်းဆက်တွယ်ရေးနဲ့ပို့ဆောင်ရေးဝင်းချင်းတောင်းယူထားတဲ့မြထုံကပြုံးလင်းမျိုးနဲ့ပြည်သူလွတ်တော်မဲဆန္ဒနယ်မှာ၎င်းသမရယုံဝင်စီတောင်းဝင်ယူထားတဲ့တရားဆန်ကဥဒရာတိမျိုးနဲ့ပြန်ကြားရေးဝင်ကြီးမမောင်ကတက်ကောင်မျိုးနဲ့မဲဆန္ဒနယ်မှာအသီးသီးရှင်ပိုင်ပြင်ကြောင်းတရားရယ်။တို့ပြေဘကိုတိုင်းဝင်ကြီးချုပ်မျိုးစင်ဝင်ကဘကိုတိုင်းဒေသကြီးလွတ်တော်အတွက်ဘကိုမျိုးမှာ မဲဆန္ဒနယ်မှာ၎င်းကချင်ပြည်နယ်ဝန်ကြီးချုပ်ခတ်ထိန်နန်းကကချင်ပြည်နယ်လွတ်တော်အတွက်မြစ်ကြီးနားမြို့မဲဆန္ဒနယ်မှာ၎င်းထကြသောပြည်နယ်တိုင်းဝန်ကြီးမှာလည်းလက်ရှိရလွတ်တော်ဝင်နေတဲ့ပဲမဲဆန္ဒနယ်ဒီဒီမှာရွေးကောက်ပွဲဝင်ကြပြီဖြစ်ကြောင်းသိရတယ်။ကျမပါတီမှာတစ်ဆင့်ရက်ဖက်နဲ့စစ်ဖက်ရရှိကြရမှာမဲဆန်စီအောင်ရတဲ့ကိုပိုင်လုံးကျော်ရေးဖွဲ့ကိုပိုင်မဲဆန်စီအောင်ရေးဖွဲ့ကိုပိုင်ရုံးဖွဲ့နဲ့ရွေးကောက်ပွဲဝင်ရမည်ဖြစ်ကြောင်းသိရပါတယ် ဆက်လက်ပြောင်းနိုင်ငံရေးလှုပ်ရှားသူစီဒီအန်တွေကိုဖမ်းဆီးရအတွက်စစ်တပ်က PSMS application ကိုအဆင့်မြင့်တင်နေပြီးအမည်ပြည့်စင်သွင်းထားသူရေးတွက်ထပ်တို့လေဝက်ရုံစီးရေးတွေပေါ့ကြားမှုကိုအလတ်တကူစီစစ်ဖို့တော့ရေးယူနိုင်တဲ့စနေလောက်စာညွှန်ကြားအကြမ်းဖက်စစ်ကောင်စီကလူရှင်နေနိုင်ငံလှုပ်ရှားသူတွေစီဒီအန်အနေနဲ့စစ်ပြေရဲ့ပြေဖန်ဆီးနိုင်ရတဲ့အတွက် Prison Securitization and Monitoring System Application ကိုအဆင့်မြင့်တင်ပြီးအမည်ပြည့်စင်သွင်းထားတဲ့အရေးအတွက်ကိုထပ်တိုးရန်ညွှန်ကြားထားကြောင်းပြည်ထောင်ဝင်ကြီးဌာနထံကနေသိရတယ်။ မြောက်လိုင်းကောင်းဆောင်နဲ့မြို့သားကာကွယ်နယ်လုံးကျွဲကောင်စီကလူမှုကွန်ရက်စာချုပ်မှုနဲ့စီမံခန့်ခွဲမှုစနစ် Prison Secretization and Monitoring System Application ကိုလုံးကျွဲဆင်မြင့်တင်ခြင်းအမည်ပြည့်စင်နေထပ်တိုးခြင်းကိုရက်ကအော်တိုဘာလတွင်လောက်ဆောင်ရညွှန်ကြားထားကြောင်းအဆိုပါညွှန်ကြားချက်ကိုပြည်နယ်နဲ့တိုင်းဒေသကြီးများအလုံးကိုညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်းအဓိကအဖြစ်ရဲတပ်ဖွဲ့ကအကောင့်ထပ်ဖို့နေရခြင်းဖြစ်ကြောင်းသိရတဲ့စစ်တပ်ကအကောင့်ထပ်ဖို့နေတဲ့ PSMS application မှာကနေအုပ်လူရေ9000ကျော်ကိုကနေအုပ်ထပ်သိမ်းခဲ့ပြီးယခုကအရေးအတွက်တွင်းမြင့်လာခြင်းဖြစ်တဲ့ စေကောင်စင်ကလွန်ကျွေးစစ်စင်အသီးတန်းထုတ်လုပ်ထားတဲ့ပြည်ဆံမဲ့ application ကို၎င်းတို့အသီးမဲ့ပြူတိုင်းဖုန်းကွန်ပျူတာတွေမှာသာ download လုပ်နိုင်ပြီးတခြားကွန်ပျူတာနဲ့ဖုန်းတွေကကိုယ်ယူခြင်းမပြုနိုင်ပေမယ့်လွန်ကျွေးစင်ပြင်ကြောင်းလက်တလုံးစေကောင်စင်ကလိုရှိနေလူ9000ရဲ့ကိုယ်ရေးစက်လက်ကိုငယ်စင်ဖိုင်ကိုနဲ့ဘလက်လစ်အမည်ပြည့်စင်ဖိုင်အမည်ပြည့်ထားကြောင်းသိရတယ်။ ထို့ပြင်စစ်တပ်ကထုတ်ပြန်ညွှန်ကြားနေတဲ့လိဝဲယုံစင်းရဲတွေကိုကိတ္တတရင်ဌာနအပောင်းဝင်လူမှုကွန်ရက်ကိုပေါ်ကြားနေမှုနဲ့ပတ်သက်ပြီးလွယ်ကူစွာစစ်ဆေးဖော်ထုတ်နိုင်တဲ့စနစ်ကိုလည်းပြည်ထောင်ဝင်ချင်းဌာနဥဆောင်ပြီးအမြင့်ဆုံးကောင်ထက်ဖော်ဆောင်ရလည်းညွှန်ကြားထားကြောင်းသိရတယ်။အကြဖတ်မြောင်းလိုင်ကစစ်တပ်နဲ့ဌာနဆိုင်ရာတရင်တွေပေါ်ကြားမှုနဲ့ပတ်သက်ပြီးပြည်ပြည်ထောင်နဲ့ဖော်ထုတ်ရေးရွယ်2020ခုနှစ်ဆီယနာတိုင်းချင်းကလေးကညွှန်ကြားခဲ့တော့လည်းယနေ့ချိန်ထိရင်းတို့ပေါ်ကြားမှုကိုစစ်တပ်ကထိရောက်စွာတားဆီးနိုင်ခြင်းမရှိကြောင်းနေပြီးတော့တရင်မြစ်ကနေသိရပါဗျာ။ ဇလဘီပကောက်ကွန်မြို့နယ်စနေမြို့မှာစစ်တပ်နဲ့ပြည်သူတွေကလုံငန်းခွနယ်ကိုစစ်မှုထမ်းဖြစ်ပေါ်တာဆွဲဖမ်းစဉ်မကွေးတိုင်းပကောက်ကွန်မြို့နယ်အရှိန်ချကန်ရဂျပန်စစ်တပ်ကဝင်ရောက်စီးနင်းပြီးလူငယ်သုံးဦးကိုစစ်မှုထမ်းဖြစ်ပေါ်တာဆွဲဖမ်းစီးခဲ့ကြောင်းဖမ်းဆီးခဲ့တဲ့လူငယ်တွေရဲ့မိစေတွေကပြောတယ်အော်တိုဘလ21ရက်နေ့မနက်9:00အချိန်ပကောက်ကွန်တမ်းမတရားတကနေထွက်လာတဲ့စစ်ကား၃စီးပါစစ်တပ်စစ်ကြောင်းပကောက်ကွန်မြို့နယ်အရှိန်ချကန်ရကိုဝင်ရောက်စီးနင်းပြီးလူငယ်သုံးဦးကိုပေါ်တာဆွဲဖမ်းစီးခဲ့ကြောင်းဖမ်းဆီးခဲ့တဲ့လူငယ်တွေမှာ16နှစ်ကနေ35နှစ်အတွင်းဖြစ်ပြီးစစ်မှုထမ်းကိုပေါ်တာဆွဲဖမ်းစီးခြင်းဖြစ်ပါတယ် အလားတူမကွေးတိုင်းစနေမြို့ပေါ်ရှိမြို့မဇေနီမှာစစ်တပ်နဲ့ပြည်စော်တီကလုံငယ်လေးကိုဗတာဆွဖန်စီခဲ့ကြောင်းပြည်သူညီနောင်စလင်းတရေတောင်ကန်ကိုပြည်သူကပြောတယ်။အော်တိုဘလ19ရက်နေ့စနေမြို့ပေါ်ရှိစနေမြို့မဇေပတ်ဝန်းကျင်မှာစစ်တပ်နဲ့ပြည်စော်တီလုံငယ်လေးကိုဗတာဆွဖန်စီခဲ့ကြောင်းဖန်စီခဲ့တဲ့အတွင်မှဘေးရွှဲဆိုင်ကမောင်သူနှောင်းနဲ့စနေမြို့ပေါ်မှာဇင်းလာဝဲတဲ့ခြေရော်တွေမှာလုံငယ်နဲ့ဖြစ်ကြောင်းသိရတယ်။အလားတူအော်တိုဘလ16ရက်နေ့မှာစနေမြို့နဲ့ကျက်တကိုင်းရွာတောင်ဘက်ခြံအမိုက်ကျင်းမှာ ပလောင်ကောက်နယ်သားဖတ်တုံးကိုစစ်တပ်ကဖမ်းဆီးပြီးဖခင်ဖြစ်သူကိုခေါ်ဆောင်သွားကြောင်းအော်တိုဝါလာ၁၆ရက်နေ့မှာဇလင်းမြို့နယ်တနက်ကောင်ရာကိုဂျပန်စစ်တပ်ကဝင်ရောက်စီးနင်းပြီးလူငယ်လေးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရတယ်။ကလပီလိုင်းသားမြို့နယ်တောင်ကြီးရဲစခန်းလက်ပြပုံပြတဲ့တိုက်ခိုက်မှုရဲတွေထိခိုက်မှုရှိနိုင်ရန်ကုန်တိုင်းလိုင်းသားမြို့နယ်တောင်ကြီးရဲစခန်းကိုလက်ပြပုံပြတဲ့တိုက်ခိုက်ရာရဲတွေထိခိုက်မှုရှိကြောင်း Operation Flame ဖွဲ့တောင်ရှိသူကပြောတယ်။အော်တိုမာလာ24ရက်တရက်နေ့ည9:48မိနစ်ခန့်မှာလိုင်းသားမြို့နယ်နောက်ပိုင်းတော့ထားလမ်းမပေါ်ရှိ တောင်ကြီးရဲစကန်ကိုဒေါ်လင်းတပ်ဖွဲ့တွေကလက်ပစ်ဗုံးသုံးလုံးပြင်တင်တိုက်ခိုက်ခဲ့တယ်။ဒေါ်တိုက်ခိုက်မှုတွင်ရဲစကန်ဝင်တင်ရှိရဲ့ဒီခိုက်မှုရှိပေအရင်တော့ကိုတည်ပြနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ရဲစကန်ဝင်တွင်ကိုလူနာတင်ခိုက်ဝင်ရောက်သွားကြောင်းသိရတယ်။တောင်ကြီးရဲစကန်ကဂျမ်ဖတ်စစ်တပ်အတူရောင်ရွေးကောက်ပွဲကိုပွန်းပောင်ရေလှှရှားနေကြပြီးပြည်သူတွေကိုနီမျိုးစုံနဲ့မတရားဖန်ဆင်းနှိမ့်ဆက်တဲ့အလိုက်တာရဲတပ်ဖွဲ့ကို Operation Flying Fire Power ထူးဆန်းတဲ့ပြစ်မှတ်ဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Operation Flying ဖွဲ့တော်ရှင်သူကပြောပါတယ် လိုင်တာအနောက်ပိုင်းတကြီးရဲ့စကန်ကိုလက်ပစ်ပုံးတလုံးပြည့်သွင်းတိုက်ခိုက်ခဲ့တာပါ။ရဲစကန်ဝင်ခိုက်ကင်နာကြောင့်ပေါက်ကွဲရရန်သူထိခိုက်မှုရှိနေတဲ့ရဲစကန်တဲ့ကိုဆောင်ကဲဝင်သွားလို့မြေပြင်တင်းရသေးရပါတယ်။အစောပိုင်းတိုက်ခိုက်မှုက Operation Flying ဖွဲ့နဲ့အတူနောက်ပိုင်းကပြည်သူ့ကာကွယ်ရေးဖွဲ့ချင်းပြတိုင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့နဲ့လမ်းတော်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်း Operation Flying နဲ့ဖြင့်ဂျပန်စစ်ကောင်စီပြုလုပ်မဲ့အတွေ့အော်ရေကောက်ပွဲကိုလုံးဝလက်ခံသွားမည်မဟုတ်ကြောင်းရန်ကုန်တော်လိုင်းမဟာမိတ်အားလုံးနဲ့တူလက်တွဲပြီးဂျပန်စစ်တပ်ကိုရှင်းပြတိုက်ခိုက်ချိန်မုံသားမိဖြစ်ကြောင်းသိရှိရပါတယ်။ နားဆင်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်